ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မလ16ရက်ဗုဒ္ဓဟူးနေ့အတွက်မောလဝတ္တခံမှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်မလ16ရက်နေ့မနေ့ကမွန်လွယ်2:19မိနစ်အချိန်မှာစကိုင်းတိုင်းဖောင်းပြမြို့ရဲ့မြောက်ဘက်ရှမိုင်းကန်ဟောင်းမလင်းမြို့ရဲ့တောင်ဘက်35မိုင်ကန် တမုံမျိုးရဲ့အရှိအရှိမြောက်ဖက်34မိုင်ခန့်အကွာအနက်133ကီလိုမီတာကိုဗဟိုပြူပြီးအင်အားရီတာစကေငါဆင်းရှိအင်အားအသင်အသင်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ရှားသွားတယ်လို့မိုးလူသားမြန်မာရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ဒီကနေ့ညနေအထိစကိုင်းတိုင်းထပ်ပိုင်းတနင်္လာရီတိုင်းကချင်ပြည် ကရင်ပြည်မွန်ပြည်နဲ့ရှမ်းပြည်ရှေးပိုင်းတို့မှာ နေရာကွက်ကြားမုတ်ထချုံရွာနိုင်ပြီးရွာရင်ရာနှုန်း80ဖြစ်ပါတယ် ပဲခူးတိုင်းမကွေးတိုင်းနဲ့ရခိုင်ပြည်တို့မှာအများအပြားသားရပြီးကျန်တိုင်းနဲ့ပြည်နယ်တို့မှာတည်ရင်တည်ရင်တင့်ဖြစ်ထွန်းပါမယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းတို့မှာတည်ရင်တည်ရင်တင့်မှတိမ်ထူထန်နေပြီးကျန်ဘင်္ဂလားပင်လယ်မှာတည်ရင်နေငယ်ဖြစ်ထွန်းနေပါတယ်။မြမပင်လယ်ပြင်မှာတော့လှိုင်းနေငယ်ကနေလှိုင်းအသင်းတင့်ရှိပါမယ်။ နောက်နေ့ရက်အတွင်း Skyline ထပိုင်းတနင်္လာရီတိုင်းကချင်ပြည်ရှမ်းပြည်မြောက်ပိုင်းနဲ့အခြေပိုင်းတို့မှာ နေရာကွက်ကြားမှာနေရာကျကျမိုးထစ်ချုံရွာနိုင်ပါရှင် ကျမနွယ်နွယ်ပါ